မင်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NNG ရဲ့ podcast ထုတ်လင်းချက်တွေကိုတိုင်းရိုင်းနားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ ဒီနေ့သတင်းတွေထဲမှာတော့ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့ကနေလေးစခန်းကို KNL နဲ့ပူးပေါင်းအဖွဲ့တွေကထပ်မံပြီးတော့သိမ်းပိုက်လိုက်ပါရယ်အရခတ်တပ်တော် AA ကဖမ်းထားတဲ့ချင်းလူငယ်အယောက်60ကျော်ကိုပြန်လွတ်ပေးဖို့တောင်းဆိုလိုက်ပါရယ်သခိုင်းမျိုးကဒီပလီကျောင်းတစ်ကျောင်းကိုတော့စစ်ကောင်စီတပ်ကချိတ်ပိတ်လိုက်ပါရယ်တရုတ်ကျောင်းသားတွေကိုဗီဇာပြန်ရုပ်သိမ်းမယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါရယ်အသက်2နှစ်အရွယ်ကလေးတယောက်ဟာ IQ မြင့်မားသူတွေပဲ ပါလို့ရတဲ့ club မှာအဖွဲ့ဝင် ဖြစ်လာတဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။အခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပြီးသွားမှာပါ။ ထိုင်းမြန်မာနယ်စပ်ကဒီစစ်ကောင်စီရဲ့နယ်စပ်စခန်းတစ်ခုကို KNL နဲ့ပူးပေါင်းအဖွဲ့တွေကထပ်ပြီးတော့သိမ်းပိုက်လိုက်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်မြောက်ရီရဲ့တောင်ဘက်ကကနေလီစခန်းကို မေလ28ရက်နေ့မနေ့ညကကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တာဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကဆိုပါတယ်။မေလ28ရက်နေ့မနေ့ကပဲဒီတေဘောဘူစခန်းကိုဒီစစ်ကူလာကြတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းဟာလည်း DGPA ဌာနချုပ်ရှိတဲ့ဒီစုံစည်းမြိုင်ရွာနာကိုရောက်တဲ့အခါမှာ KNL ပူပေါင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာကိုခံခဲ့ရပြီးတော့စစ်ကြောင်းကလုံးဝပြတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ DKPA ဌာနချုပ်ရှိတဲ့ဒီစုံစည်းမြိုင်ရွာကိုစစ်ကောင်စီက Jet Fighter နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မြောက်ရီမြို့ရဲ့တောင်ဘက်ကနေဆက်စီးမြင်းတလျှောက်မှာရှိနေတဲ့ဒီတက်ဆွဲထားတဲ့ဝေါ်လီ၊ကနဲလီ၊ဘလက်ဒို၊မော်ခီနဲ့တေပေါ်ပိုးစစ်ကောင်စီတပ်စခန်းတွေကို တင်းယူဖို့အတွက် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကမေလာတတိယအပတ်တည်းကစပြီးတော့တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ အရခတ်တက်တော်ဒီ ULAAA ကဖန်ထားတဲ့ချင်းလူငယ်အယောက်60ကျော်ကို ပြန်လွှတ်ပေးဖို့အတွက်ချင်းနိုင်ငံရဲ့ဦးဆောင်ကော်မတီကတောင်းဆိုလိုက်ပါတယ်။ရခိုင်ပြည်ထက်ကချင်းចောင်းသူចောင်းသားတွေအပါအဝင်လူငယ်အယောက်63ယောက်ကို AA ကဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီးတော့စစ်တင်နှန်းတွေပေးနေတယ်လို့ချင်းနိုင်ငံရဲ့ဦးဆောင်ကော်မတီကမနေ့ကထုတ်ပြန်လာဖြစ်ပါတယ်။ ရခိုင်ပြည်တဲကချင်းကျောင်းသူကျောင်းသားတွေအပါဝင်လူငယ်63ယောက်ကိုအေအေကဖမ်းဆီးထိန်းသိမ်းထားပြီးတော့စစ်တင်နှန်းတွေပေးနေတယ်လို့ချင်းနိုင်ငံရေးဥဆောင်ကော်မတီကမနေ့ကထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီချင်းလူငယ်တွေဟာမိသားစုစားဝတ်နေရေးအတွက်ပြည်မကိုထွက်ပြီးတော့အလုလုကြမဲ့သူတွေနဲ့ဒီပညာသင်ဖို့သွားကြတဲ့အသက်မပြည့်သေးတဲ့ကျောင်းသူကျောင်းသားတွေဖြစ်တယ်လို့လည်းဆိုထားပါတယ်။သူတို့တွေဟာချင်းပြည်တဲက မင်းပြနဲ့ဒီမြေပုံမျိုးနယ်တဲကချင်းလူငယ်တွေဖြစ်ကြပါတယ်2023 2024 2025နဲ့2025ခုနှစ်တွေတဲမှာဖန်ဆီးခံရတဲ့သူတွေဖြစ်တယ်လို့ချင်းနိုင်ငံရဲ့ဥဆောင်ကော်မတီရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်ဖန်ဆီးထိန်းသိမ်းခံထားတဲ့သူတွေဟာအသက်73နှစ်ကနေအသက်45နှစ်ကြားအရွယ်တွေဖြစ်တယ်လို့လည်းဆိုပါတယ် စကိုင်းမျိုးကဗလီကျောင်းတကြောင်းကိုတော့စစ်ကောင်စီတပ်ကချိတ်ပိတ်လိုက်တယ်လို့မျိုးကန်တွေကပြောပါတယ်။ဒီစကိုင်းမျိုးပိုရန်ရက်ကွက်မျိုးမရဲစခန်းဝင်းသားမှာရှိတဲ့ငလင်တန်တဲ့ကတ်တန်ဗလီကိုစစ်ကောင်စီကမေလ29ရက်နေ့ညပိုင်းမှာချိတ်ပိတ်လိုက်တာဖြစ်တယ်လို့မျိုးကန်တွေကပြောပါတယ်။ အခုချိတ်ပိတ်ခံလိုက်ရတဲ့ဗလီကျောင်းဟာသခိုင်းမျိုးမှာတော့ဒီအစ္စလမ်ဘာသာဝင်တွေဒုတိယအများဆုံးဝှေ့ပြူတဲ့ကျောင်းဖြစ်ပြီးတော့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာစစ်တပ်ကချိတ်ပိတ်ဖို့အတွက်အကြင်ကြင်စူးစမ်းခဲ့တယ်လို့လဲဆိုပါတယ်ဒီဗလီဟာတမိုင်းဝင်ဗလီကျောင်းတစ်ခုဖြစ်ပြီးတော့ဒီနားမှာရှိတဲ့ Yes ခန်းကဗလီနေရအပါဝင်ဒီ Yes ခန်းမြေနေရအလုံးကို Yes ခန်းရဲ့နာမည်ပေါက်လုပ်ထားတာဖြစ်တယ်လို့ဆိုပါတယ်ဗလီနားမှာဆိုလို့ရှိရင်လဲဒီပြည်ထောင်စုကျန် ိုင်တဲ့ဖွံ့ဖြိုးရေးပါတီယုံအပြင် ထူပါယုံဆိုတဲ့ဖျားလဲရှိတယ်လို့သခိုင်းမျိုးကန်တွေကဆိုပါတယ်မကွေးတိုင်းထဲမှာတော့ဒီမကွေးအချင်းထောင်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသားနှစ်ယောက်ပြစ်ဒဏ်ခံလိုက်ရပြီးတော့အကျဉ်းသားအယောက်200ကျော်ကို ထောင်အာဏာပိုင်တွေကတိုက်ပိတ်ထားတယ်လို့နိုင်ငံရေးအကျဉ်းသားအရေးလေးလာစောင့်ကြည့်နေတဲ့သူတွေကပြောပါတယ် ဧပြီလ23ရက်နေ့ညနေပိုင်းကဖြစ်ခဲ့တဲ့ဒီစစ်ကောင်စီတပ်နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့အကြမ်းကတိုက်ပွဲအပြီးနောက်ပိုင်းမှာ အခုလိုမျိုးဖြစ်ခဲ့တာလို့မေလ28ရက်နေ့မှာမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ထောက်အပြင်မှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့အကြမ်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ဒီထောက်အာဏာပိုင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေအကြမ်းကအချင်းများခဲ့ကြပါတယ်။ ဲ့ဒီနောက်မှာထောင်အာဏာပိုင်တွေကတနက်နဲ့ပြစ်ခတ်ခဲ့လို့ဒီနိုင်ငံရေးအကျဉ်းသားစောရွှေအောင်ဆိုတဲ့သူအပါဝဲနှစ်ယောက်တည်ဆုံခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးတော့ဒီနေ့အချိန်ထိကျန်တဲ့အကျဉ်းသားတွေတဲကအယောက်200ကိုလည်းတိုက်ပိတ်တန်းခတ်ထားတာဖြစ်တယ်လို့ PPNM ကပြောပါတယ်။ဒီအကျဉ်းသားတွေကိုဟိုရိုင်းနှက်တန်းခတ်ခဲ့တဲ့အပြင် စေကူတာခွင့်တွေလည်းပိတ်ထားတယ်လို့ဆိုပါတယ်။ ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြပေးသွားမှာပါ တရုတ်ကျောင်းသားအများပြားကိုဗီဇာပြန်ပြီးတော့ရုတ်သိမ်းမယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးအာမာကိုရိုဘီယိုကပြောလိုက်ပါတယ်ဒါဟာကမ္ဘာအနှံ့ကအမေရိကန်တန်ယုံတွေမှာနိုင်ငံသားကျောင်းသားတွေကိုဗီဇာထုတ်ပေးတာရထားမယ်ဗီဇာအင်တာဗျူးတွေကိုဖျက်သိမ်းမယ်လို့ကြေညာပြီးနောက်တစ်ရက်မှာနိုင်ငံသားရေးဝန်ကြီးကပြောလိုက်တာပဲဖြစ်ပါတယ်ဗီဇာပြန်ရုပ်သိမ်းမယ်ဒီတရုတ်ကျောင်းသားတွေဟာအရေးကြီးတဲ့ဘာသာရပ်တွေကိုလေးလာနေတဲ့ကျောင်းသားတွေအပြင်တရုတ်ကွန်မြူနတီပါတီနဲ့ဆက်စ ဆက်တဲ့ចောင်းသားတွေဖြစ်တယ်လို့လည်းဆိုပါရယ်အမေရိကန်မှာចောင်းထက်နေတဲ့နိုင်ငံចောင်းသားတွေတဲမှာတော့ဒီအိန္ဒိယចောင်းသားတွေကအများဆုံးဖြစ်ပြီးတော့တရုတ်ចောင်းသားတွေကဒုတိယအများဆုံးဖြစ်ပါတယ်တရုတ်ចောင်းသားအရေအတွက်ဟာနိုင်ငံចောင်းသားဒီចောင်းသားအားလုံးရဲ့၄ပုံ၃ပုံရှိပါတယ်2023 24ဒီစာသင်နှစ်တုန်းကဆိုရင်အမေရိကန်မှာနိုင်ငံသားចောင်းသားက2,800ရှိပါတယ်ပြီးခဲ့တဲ့ တပတ်တုန်းကတော့ဒီအမေရိကန်ရဲ့ဂျုတ်တက္ကသိုလ်ကိုတရုတ်တက္ကသိုလ်နဲ့ချိတ်ဆက်မှုတွေဖျက်တောက်ဖို့ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကဖိအားပေးခဲ့ပါတယ်။အဲ့ဒီဝန်ကြီးဌာနကပဲနာမည်ကျော် Harvard တက္ကသိုလ်မှာနိုင်ငံခြားကျောင်းသားတွေလက်မခံဖို့အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒါဟာအမေရိကန်တွေရဲ့သုတေသနအချက်လက်တွေကိုတရုတ်တွေရသွားမှာစိုးရိမ်လို့ဆိုတဲ့အကြောင်းပြချက်တစ်ခုလည်းဖြစ်ပါတယ်။ မီးတောင်ပေါက်ပြီးတော့ပြိသက်တွေရဲ့ရှေ့ကိုရွှေတုံးကြီးတွေကျလာနိုင်ပါသလားကျလာနိုင်တယ်လို့ပြောရတော့မှာပါသိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရကမ္ဘာအလယ်ဘဟုမှာရှိတဲ့ဒီအရေလုံးကြီးထဲမှာရွှေနဲ့တခြားအဖိုးတန်ယတနာတွေရှိနေလိမ့်မယ်လို့ဆိုပါရယ် ဂျာမနီတက္ကသိုလ်တစ်ခုရဲ့အဲဂျီယိုကက်မစ်ထရီဌာနကတော့ဒီကမ္ဘာအလယ်ပဟိုမှာရှိတဲ့ရွှေနဲ့အဖိုးတန်သတ္ထုတွေဟာကမ္ဘာအပေါ်ယံလွာကိုယိုထွက်နေတဲ့ဆိုတဲ့အထောက်အထားတွေကို ရရှိထားတယ်လို့ဆိုပါတယ်ကမ္ဘာကြီးတစ်ခုလုံးမှာရှိတဲ့ဒီရွှေတွေရဲ့69.9%ခိုင်နှုန်းဟာအဲ့ဒီဘဟုအရေလုံးထဲမှာရှိနေတယ်လို့သိပ္ပံပညာရှင်တွေကပြောလိုက်ကြပါတယ် မကြသေးခင်ကဟာဝိုင်အီမှာ ပောက်ကွဲခဲ့တဲ့မီးတောင်ချော်ရီတွေထဲမှာပလက်တီနမ်အုပ်စုအမျိုးအစားတွေကအဲဒီအဖိုးတန်သတ္ထုဖြစ်တဲ့ရူသီနီယမ်ကိုသိပ္ပံပညာရှင်အုပ်စုတစုကတွေ့ခဲ့ပါတယ်။ကျမတို့တွေကိုယ့်ရဲ့ကလေးကိုယ့်ရဲ့သားသမီးတွေကိုဘလောက်ထိတော်စီတက်စီကျင်းကြပါသလဲ။အသက်နှစ်နှစ်အရွယ်ကလေးလေးတစ်ယောက်ကတော့ IQ မြင့်မားသူတွေပဲပါလို့ရတဲ့ကလပ်မှာအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံကမန်ဆာ IQ မြင့်သူများကလပ်ဟာအဖွဲ့ဝင်ဖြစ်ဖို့အ ਨੇ ဆုံး IQ 132ရှိရမယ်လို့သတ်မှတ်ထားပါတယ်။အဲ့ဒီ Harris Birthday ဆိုတဲ့ကလေးလေးကတော့ဒီအသက်2နှစ်နဲ့182ရက်မှာအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးကမ္ဘာ Guinness မှာမှတ်တမ်းဝင်သွားခဲ့ပါတယ်။ Harris အမေရဲ့ပြောပြချက်အရဆိုလို့ရှိရင်ကလေးကအသက်9လမှာမှောက်တယ်ပြီးတော့ဒီအသက်9လမှာစကားဆပြောတယ်လို့ဆိုပါတယ်အသက်1နှစ်နဲ့9လမှာတော့စာအုပ်တအုပ်ကိုအတန်ထွက်ပြီးတော့အော်ဖတ်နိုင်နေပြီလို့လည်းဆိုပါတယ်ဒီ Harris ဟာတခြားကလေးတွေနဲ့မတူဘဲထူးချွန်တာကိုသတိပြုမိလို့သူ့ရဲ့မိဘတွေကကလေးအတွက်ဒီအထောက်အကူရနိုင်မဲ့နေရာတွေကိုအင်တာနက်မှာရှာဖွေရင်းနဲ့ Mansa Club ကိုတွေ့ခဲ့တာလို့ဆိုပါတယ်အခုချိန်မှာတော့ Harris လေး ေးဟာကျိုးမဲ့ဂျီနန်ပိုရဲမော့စကုတ်တွေကိုလေ့လာနေတယ်လို့ဆိုပါတယ်။နောက်ပြီးတော့သူကဒီတတ္တုတွေနဲ့အာ villainy တွေဖော်ပြထားတဲ့ဒီ periodic ဇာတ်ကိုလည်းစိတ်ဝင်စားတယ်လို့ဆိုပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရက်လမ်းမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထက်ကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မြင်းရက်တွေအပြင်ကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်